နောက်တစ်ခုကရခိုင်နဲ့ချင်းနဲ့ဆက်ဆက်တဲ့တည်င်းပေါ့ဗျာချင်းပြည်နယ်မှာစစ်အာဏာရှင်ကိုအမြင့်ဖြုတ်ဖို့စစ်တပ်ကင်းစင်ဖို့အတွက်ချင်းညီတော်အဖွဲ့ကစည်ရေးအရှိန်မြင့်တော်မယ်နော်အခုချင်းပြည်နယ်မှာချင်းညီတော်အဖွဲ့ကတော်တော်လေးအင်အားကောင်းလာတယ်ဖုံဖုံကိုယ်တိုင်ကိုကချင်းညီတော်အဖွဲ့ကိုအပြည့်အဝထောက်ခံတယ်နော် ဘာပဲလို့ချင်းကြီးတော်အဖွဲ့ကိုဘုံဘုံကိုယ်တိုင်ကအပြည့်အဝထောက်ခံရတယ်လဲဆိုရင်ဂျီဇက်တွေနဲ့ဖွဲ့စည်းထားလို့ຫນွေဦးတော်တိုင်ကြီးမှပေါ်ပေါက်လာတဲ့လူငယ်တွေတကယ်ရီမန်းချက်ပြေဝတဲ့ generation တွေနဲ့ဖွဲ့စည်းထားတဲ့တက်တွေဖြစ်တဲ့အတွက်ကြောင့်ချင်းကြီးတော်အဖွဲ့ကိုဘုံဘုံအပြည့်အဝထောက်ခံတယ် ချင်းညီနောင်အဖွဲ့ဟာချင်းပြည်နယ်အတွက်ဘာတစ်ခုမှဖဖို့လို့မတော်မတရားလုပ်တဲ့အဖွဲ့စည်းမဟုတ်ဘူးအာနာလူအာနာလူကျင်လို့ဝင်ကြီးဖြစ်ခြင်းလို့အစိုးရဖြစ်ခြင်းလို့အုပ်ချုပ်ခြင်းလို့ဆိုတဲ့စိတ်နဲ့လက်နက်ကင်တာမဟုတ်ဘူးတော့ချင်းညီနောင်ရဲ့ရွယ်ချက်ဟာအာနာရှင်စနစ်အမြင့်ပြတ်ဖို့ဖြစ်တယ်စစ်တပ်ကင်းစင်တဲ့နယ်မြေပ ဖြစ်ဖို့အတွက်တိုက်ခိုက်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်အခုဆိုရင်ချင်းညီတော်အဖွဲ့အားတဖြည်းဖြည်းနဲ့အင်အားကောင်းလာခဲ့ပြီဘလောက်တောင်အင်အားကောင်းလာခဲ့တယ်လဲဆိုရင်ရခိုင်တပ်တော် A နဲ့ပါ ချင်းညီတော်အဖွဲ့ကလက်တွဲထားပြီးပြီပဲဖြစ်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရေတူရှင်နေမှာကြွလာပါတယ်ကျွန်တော်ရေရှင်နေဟာဆိုရင်နေ့စဉ်နေ့တိုင်းနဲ့တက်တယ်တိုင်းတိုင်းကလေးကိုတန်းဆက်ပေးနေရပါတယ် နေချင်နေလို့လည်းစပယ်လို့ပြည်ပြီးလိုက်ကြတယ်ပြင်နေတာမျိုးကဆောင်းနေတယ်နေတဲ့ဘောင်းဆက်ချင်ပါတယ်ခင်ဗျာရခိုင်တော်အေရင်နဲ့ပါချင်းကြီးတော်အဖွဲ့ကလက်တွဲထားပြီးပြီပဲဖြစ်တယ်ရခိုင်တတော်အေကိုဒီຫນွေဥတော်လည်းကြီးမှာဘယ်ကောင်မှမထင်မမြင်ပြုလို့မရအောင်။ဘာဖြစ်လို့လဲ။လူပြောမှတန်လူတန်မပြောတဲ့။နော်။ ဘလောက်ပဲအပျော်ကြီးကြီးဒီຫນွေဥတော်လည်းဟိမလက်တွေ့ပြည်သူလူထုကိုထုတ်ပြနိုင်တာဆိုလို့ရခိုင်တက်တော်အေးထက်တာတဲ့သူဘယ်သူရှိလဲဘဘတို့မိုင်းလာလဲမတာဘူးဝါလဲမတာဘူးကိုကန့်ဆိုလဲသူ့နယ်မီတစ်ခုပဲသူတိုက်တာလေပလောင်ဆိုလဲသူ့နယ်မီတစ်ခုပဲသူတိုက်တာလေအေးတိုက်တဲ့နေရာကြီးအများကြီးလေဟမ် ရခိုင်တော်အေးလောက်ဒီຫນွေဥတော်လိုင်းမှာနေရာတော်တော်များများကိုဝင်ရောက်တိုက်ခိုက်နိုင်တဲ့သူဘယ်သူရှိလဲမရှိဘူးဒါကြောင့်အာရခတ်တော်အေးကအပြောနေတဲ့အလုံးနဲ့တကယ်တက်တည်ပြတယ်တကယ်လဲအောင်မြင်တာပဲလေဖာဘွန်ခရိုင်တမဟာငါးနေမီမှာအာရခတ်တက်တော်ပါတယ်ဟောတစ်တုံညာနှစ်ကိုရှမ်းမြောက်မှာပါတယ်ဟော ချင်းမီနဲ့ချင်းပြည်နယ်မှာချင်းညီတော်အဖွဲ့နဲ့တွဲတိုက်တဲ့ပါတယ်။ဟောစကိုင်းတိုင်းမကွေးတိုင်းမှာပါတယ်။ဟောကချင်ပြည်နယ်မှာပါတယ်။လက်ရှိလည်းပဲရခိုင်ပြည်နယ်မှာတိုက်နေတယ်။သူ့လောက်ဘယ်သူတိုက်နိုင်လဲ။သူ့လောက်ဘယ်သူမှမတိုက်နိုင်။သူ့လောက်ဘယ်သူဥဆောင်နိုင်လဲ။သူ့လောက်ဘယ်သူမှဥမဆောင်နိုင်။ရောမစကလုံးကိုငှားတော့ရရင် အာရခတက်တော်အေးဟာလက်ရှိနှွေဦးတော်လိုင်းမှာနတ်ဖယားပဲဒါယောမစကလုံးကိုငှားတုံးတာနော်လက်ရှိနတ်ဖယားပဲနော်လက်ရှိနတ်ဖယားပဲဒါကြောင့်ဒီနှွေဦးတော်လိုင်းမှာဒီလောက်နတ်ဖယားအလားတကိုးကြီးထွားနေတဲ့အာရခတက်တော်နဲ့မဟာမိတ် မဖွဲ့ရင်အဲ့ဒီအဖွဲ့ကလူမိုက်ဖြစ်မှာပေါ့မာမိတ်မဖွဲ့ရင်လူမိုက်ဖြစ်မှာပေါ့နော်အာရကတတော်အေနဲ့မှမိတ်ဆွေမဖွဲ့နိုင်ရင်မာမိတ်မဖွဲ့နိုင်ရင်အာရကတတော်အေကိုမှမကြိုက်ရင်မင်းအွန်လိုင်းနဲ့လူယုံမှာပဲရှိရယ်နော်မင်းအွန်လိုင်းနဲ့လူဆိုးပဲရှိလိမ့်မယ်နော် ဒါလက်ရှိຫນွေဥတော်လည်းမှာအောင်အောင်မြင်ဆုံးတိုင်းရင်သာလက်နဲ့ကင်ပဲလीသူကတကိုးကြီးထွားတယ်လीနော်ဒါကြောင့်ချင်းညီတော်အဖွဲ့ကလည်းပဲအရကတတော်အေးနဲ့ဒါမာမိတ်ဖွဲ့ထားလိုက်ပြီပေါ့နော်ဒါကြောင့်ချင်းညီတော်အဖွဲ့ဆိုတာဘယ်နှဖွဲ့ဖွဲ့ထားတာလဲဘသူတွေလဲဖုံဖုံပြောပြမယ်နော်နံပါတ်1ဇိုမီဖရအစီဝေယော ောက်တစ်ခုကချင်းအမျိုးသားအဖွဲ့ချုပ်ချင်းအမျိုးသားကောင်စီမင်းတက်မရာနေမီအုပ်ချုပ်ရေးကောင်စီချင်းကာကွယ်တပ်ဖွဲ့ကံပက်လက်ချင်းလန်ကာကွယ်တပ်ဖွဲ့မတူဘီတပ်မဟာတစုစုပေါင်း6ဖွဲ့ကဒါချင်းညီတော်အဖွဲ့ဆိုပြီးဖွဲ့ထားတာအဲ့ဒီ6ဖွဲ့နဲ့ရခိုင်တပ်တော်အာရခတပ်တော်အေးနဲ့ကမဟာမိတ်မဟာမိတ်နော် အခုဆိုလို့ရှိရင်ဒါမွန်တိုင်းရင်သားလက်နက်ကင်ကြီးကအစအရခတ်တတော်အေးကိုချီကျူရလောက်တဲ့အထီကို ဖြစ်လာခဲ့ပြီနော်ဒါဖို့ဖို့မနေ့ကလည်းပြောပြီးပြီဒီနေ့တမင်တကပြန်ထည့်ပြောတာပေါ့နော်အရခတ်တတော်အေးဟာတဲ့ရခိုင်လူမျိုးတွေအတွက်ပဲမဟုတ်ဘူးတဲ့မြန်မာတနိုင်ငံလုံးအတွက်တကယ့်ကို မီးရှူးတစောင်ကြီးပဲနော် တကယ်ကိုမီးရှူးတစောင်ကြီးပဲတကယ်ကိုလမ်းပြကျယ်ကြီးပဲမှန်တယ်တိတ်မှန်တယ်တော့အခုအန်ယူကြီးဆိုပြီးတော့အစိုးရဖြစ်ခြင်းနဲ့ကောင်းနေရှိတယ်ကာကွယ်ရေးဝန်ဘာမှအလုံးမလုံးတဲ့ကာကွယ်ရေးဝန်ကြီးဌာနဆိုပြီးတော့ရှိတယ်၃နှစ်နဲ့၃လရှိနေပြီဘာအလုပ်တစ်ခုမှထိတိယယောက်မလုပ်နိုင်ဘူး လူပြန်လူတန်မပြောလူပြောမတန်လေရီတာပြောပြီးတော့မှဘာလို့တခုမှမလုပ်နိုင်ဘူးအဲ့တော့သူတို့ထက်တော်တဲ့သူတွေပေါ်လာခဲ့ရင်သူတို့ထက်တက်တဲ့သူတွေပေါ်လာခဲ့ရင်သူတို့နေရာဖယ်ပေးနိုင်သလားဆိုရင်မဖယ်ပေးနိုင်ဘူးအခုသူတို့ထက်တော်တဲ့သူတွေပေါ်လာတာပဲလေဘုဖို့လို့စစ်ဘရင်ဆိုတာက မိုးကြွှေကိုကိုပြောတာမဟုတ်ဘူးစစ်ဘရင်ဆိုတာကစစ်တိုက်ပြီးတော့မှနောက်ဆုံးအောင်မြင်တဲ့သူကိုစစ်ဘရင်လို့ခေါ်တာလေနောက်ဆုံးတယောက်တည်းကြံတဲ့သူကိုစစ်ဘရင်လို့ခေါ်တာလေလက်ရှိမြေပြင်မှာစစ်ဘရင်ကဘယ်သူလဲလက်ရှိမြေပြင်မှာစစ်ဘရင်ကဖုန်းတို့ရှမ်းမြောက်ခုနှစ်ဖွဲ့ပဲနော်ရှမ်းမြောက်ခုနှစ်ဖွဲ့ပဲမြောက်ပိုင်းခုနှစ်ဖွဲ့လို့ပြောရပုံမှန်တာပေါ့မြောက်ပိုင်းခုနှစ်ဖွဲ့ပဲအဲ့တော့ ဒီမြောက်ပိုင်းခုနှစ်ဘွဲ့ကဘနေရာမပေးရင်မြောက်ပိုင်းခုနှစ်ဘွဲ့ကမှနိုင်ငံကိုစားပြုအဖြစ်ဖုံဖုံတို့ပြည်သူတွေအတိမတ်မပြုရင်ဖုံဖုံတို့ပြည်သူတွေလောက်မှိုင်းမိနေတဲ့သူမရှိတော့ဘူးဖုံဖုံတို့ပြည်သူတွေကစစ်တပ်ဂျင်းထဲလို့နှစ်ပေါင်း80ကျော်လဲကျုံပေါ်ကရောက်ခဲ့ပြီးပြီအခုလည်းပဲအန်ယူဂျီဂျင်းထဲလို့ဖုံဖုံတို့ပြည်သူတွေຫນွေဦးတော်လည်းကြီးမှာရက်ကန်ရက်ကန်နဲ့၃နှစ်နဲ့၃လရှိခဲ့ပြီးပြီเนาะ တကယ်တမ်းစစ်ဘရင်ကဘာတူလဲတကယ်တမ်းအလုံးလုံးနိုင်တဲ့သူကဘာတူလဲမြောက်ပိုင်းခုနှစ်ဖွဲ့ပဲအဲ့ဒီမြောက်ပိုင်းခုနှစ်ဖွဲ့ထဲမှာကိုကတကယ်နံပါတ်1အလုံးလုံးနိုင်ဆုံးဆိုတာအာရခတက်တော် A ပဲအာရခတက်တော် A လောက်အလုံးလုံးနိုင်တဲ့တိုင်းရင်းသားလက်နက်ကိုင်ဒီမြန်မာနိုင်ငံမှာဒီຫນွေဦးတော်လိုက်မှာလက်ရှိမရှိသေးဘူးနော်သူ့ဘာရင်သူဘာကောင်ကြီးပဲဖြစ်ဖြစ်လက်ရှိအာရခတက်တော် A ကစစ်ဘရင်ပဲ နော်အဲ့တော့ရခိုင်လူမျိုးတွေအတက်သွားမှာကမြန်မာနိုင်ငံတော်လှန်ရေးအတွက်ပါမီးယူးတစောင်းကြီးဖြစ်တယ်။နေရဖယ်ပေးပါမလောက်တဲ့နေရဖယ်ပေးပါနော်အဲ့ဒီနေရမဖယ်ပေးနိုင်တဲ့ဒုက္ခကြောင့်ဘုဖို့တို့တိုင်းပြီဟာအမောင်းတကအမောင်းနေဖုံးလွှမ်းနေကြတာပဲနော်ဒါကြောင့်တော်တော်ကြောက်စရာကောင်းတယ် ဘုန်းကြီးတို့တိုင်းပြည်မှာလीအလုတ်လုတ်တက်တက်မလုတ်တက်တက်အဲ့ဒီထိုင်ကုန်ပေါ်ရောက်သွားရင်ဖင်ကိုကော်နဲ့ကတ်ထားတယ်လို့ပြန်မစင်းကျင်တဲ့ယောဂါကတတော်ဆူဆူသူများနိုင်ငံဒီမှာဆိုရင် အလုတ်မလုတ်နိုင်ချက်ချင်းနှုတ်ထွက်သွားတယ်သူများနိုင်ငံဒီမှာဆိုအလုတ်မလုတ်နိုင်ထရက်ချင်းလို့သွားမြန်မာနိုင်ငံကလုတ်နိုင်သည်ဖြစ်စေမလုတ်နိုင်သည်ဖြစ်စေဖင်ကိုကော်နဲ့ကတ်ထားတယ်လို့ပဲဖုံးဖုံးတို့အဲ့ဒါကြောင့်လဲဖုံးဖုံးတို့တိုင်းပြည်ဒုက္ခရောက်တာပဲနော် အဲ့ဒီဒုက္ခတွေကိုလည်းဖဖုံတို့ပြည်သူတွေကမြင်အောင်မကြည့်နိုင်ပဲနဲ့ဟိုအဆုံးရောက်နေတာလေအဲ့ဒါဖဖုံတို့ပြည်သူတွေရဲ့အမှားပဲဟိုစစ်တဲ့နှစ်ပေါင်း80ကျော်အုပ်ချုပ်လို့ရတယ်ဆိုတာဖဖုံတို့ပြည်သူတွေရဲ့အမှားကြောင့်အုပ်ချုပ်လို့ရတာနော်အခုလည်းပဲနိုင်ငံရေးမှာဟိုကောင်ကဝင်ကြီးဖြစ်ခြင်းဒီကောင်ကဝင်ကြီးဖြစ်ခြင်း ਨੇ အဲ့ဒါတွေကိုဖဖုံတို့ပြည်သူတွေကဂျင်းနေမိပြီးတော့လိုက်ထောက်ခံနေတာကအဖုံတို့ပြည်သူတွေအမှားပဲနော်တကယ်ဆိုရင် နေရ ရတဲ့ရထိုက်တယ်ဆိုတာတကယ်အလုံးလုံးနိုင်တဲ့သူပဲရတဲ့ရထိုက်တာတကယ်တော်တဲ့ထက်တဲ့မြတ်တဲ့သူပဲအရသိလားဘုံတို့ပြည်သူတွေကအဲ့လိုမဟုတ်ဘူးပါတီဆွဲတစ်ဖက်ပိတ်အစွန်းရောက်တွေဖြစ်နေကြတယ်ပါတီဆွဲတစ်ဖက်ပိတ်အစွန်းရောက်တွေဖြစ်နေကြဒါကြောင့်တိုင်းပြည်ကခင်ညုံပြောတဲ့တိုင်းပြည်ဖြစ်နေတာဒီပြည်သူနဲ့ဒီဒီမိုကရေစီပဲရလိုက်မယ်ဒီပြည်သူနဲ့ဒီခေါင်းဆောင်တွေပဲရလိုက်မယ် ဒီပြည်သူကမှဒါမပွင့်နတ်လက်မင်းတို့ခေါင်းဆောင်ပဲရမှာပေါ့ဒီပြည်သူကမှဒါမပွင့်နတ်လက်မင်းတို့ခေါင်းဆောင်ပဲရမှာပေါ့ကိုနဲ့တိုက်တယ်နဲ့ခေါင်းဆောင်ကိုပဲကိုရမှာပဲဘုန်းဘုန်းတို့ပြည်သူတွေဒါကြောင့်စဉ်းစားကြတွေးခေါ်ကြတကယ်တော်တဲ့သူတကယ်အလုံးလုံးတဲ့သူပဲဖို့ဖို့လို့နေရာကပြေးရမှာလीเนาะနေရာကပြေးရမှာ ဒီနေ့မှာအန်ယူဂျီကတဝန်လွာပေးပို့ခဲ့တယ်။ကဲဘုန်းကြီးတို့နားထောင်ကြည့်အောင်ဘာတွေပေးပို့ခဲ့တယ်။အေအေနဲ့အတူတူတဲ့အနာကတိုင်းပြည်သစ်ကိုဖန်ပြီးပုံဖော်လို့ကြောင်းအန်ယူဂျီကတဝန်လွာပေးပို့ခဲ့တယ်။အေအေနဲ့အတူတူတဲ့အနာကတိုင်းပြည်သစ်ကိုဖန်ပြီးပုံဖော်လို့ကြောင်းအန်ယူဂျီကတဝန်လွာပေးပို့ခဲ့တယ်။ အဲ့ဒီဇကားကလေအဲ့ဒီဇကားက2021တဲကဖုံဖုံပြောခဲ့တဲ့ဇကားခမရူအန်ယူကြီးတိုင်းရင်းသားတွေနဲ့ပြည်သူလူထုရဲ့ရှေ့မောက်မာတဲ့ကိုစီလုံးညီညွတ်အောင်လုပ်ပါတပ်ပေါင်းစုမဟာမေကြီးတွေဖွဲ့နှံအောင်ကြိုးစားပါလို့2021တဲကဒီပါဇက်ကြီးကပြောခဲ့တာအခုကလက်လွန်ခြေလွန်နေဖြစ်နေပြီလေသူများ အောင်မြင်နေမှာ ပူပေါင်းခြင်းနဲ့တခါသူများအောင်မြင်နေမှပူပေါင်းခြင်းနဲ့အခုအန်ယူဂျီရဲ့ဗဇက်ထဲမှာ SSPP ဆိုတာဘယ်စီနေမှသူတို့မသိဘူးနော် SSPP ဆိုတဲ့ဇာတ်ကိုသူတို့တလုံးမှမပြောဘူးနော်အခုရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ SSPP ထတိုက်ကြည့်တခါအောင်မြင်လာရင်သူ SSPP နဲ့မဟာမိတ်ဖြစ်ခြင်းပါတယ် အနာဂတ်တိုင်းပြည်ကိုဖန်တီးခြင်းပါလေဆိုတခါထပ်ပြောမှသူပြောသူများအောင်မြင်နေမှလိုက်လိုက်ပြီးတော့သူကပူပေါင်းခြင်းပါလေလိုက်လိုက်ပြောတာဆိုလိုချင်တာကမအောင်မြင်ခင်တည်းကတိုင်းသားတွေကိုလိုက်စီယုံရမှာအခု SSPB ရှမ်းပြည်နယ်မှာမတိုက်သေးဘူးနော်ဒါပေမဲ့သူတို့ SSPB ဆိုတဲ့ဇာတ်ကို UNG ကတလုံးမှမပြောဘူး အခုနေသူတို့မဟာမိတ်ဖြစ်ကျင်ပါတယ်သွားပေါ့ရမှာလीအခုလိုအချိန်သွားပေါ့ရမှာလीမဟုတ်ဘူးတခါအောင်မြင်လာပြီကြော်ကြားလာပြီဆိုမှဟာကျွန်တော်တို့ ਨੇ မဟာမိတ်ပါဗျအသူတို့ရဲ့စစ်စစ်ရေးထဲမှာကျွန်တော်တို့ပါပါတယ်ဗျအပင်းစာရီသွားပို့ဦးမယ်မက်ဆေ့တွေသွားပို့ဦးမယ်ဟိုမှာ Gmail တွေသွားပို့ဦးမယ်အကျွန်တော်တို့ SSPV နဲ့မဟာမိတ်ဖြစ်ကျင်ပါတယ်ဗျပူးပေါင်းကျင်ပါတယ်ဗျ အနာဂတ်တိုင်းပြည်အသိကြီးကိုဖန်တီးခြင်းပါတယ်ဗျာဆိုပြီးတော့ပို့အောင်ပါအဲ့တော့သူများတက်တုံညာနှစ်ခုလို့မအောင်မြင်ခင်တည်းကသူတို့တော့ပူပေါင်းတဲ့နာအေးအေးရခိုင်ပြည်ကိုအခုလို့မတိုက်ခင်တည်းကသူတို့တော့ပူပေါင်းတဲ့နာအောင်မြင်သွားပြီဆိုမှလိုက်လိုက်ပူပေါင်းတာဆိုတော့အဲ့ဒါဖုံဖုံတို့ ဖာတဲ့နဲ့မင်းမရွှင်နဲ့ဘာထူးမလဲဟုတ်တယ်မလားမအောင်မြင်ခင်တော့ကတော့ရေလောင်းပေးရမယ်ပေါင်းတင်ပေးရမယ်ဆိုတာပြုစုပြုထောင်ပေးရမယ်ဆိုတာတို့စိတ်ကူးထဲမှာမရှိတစ်ပင်တစ်ပင်ကိုအသီးမသီးခင်အပွင့်မပွင့်ခင်မှာနော်ရေလောင်းပေးရမယ်ပေါင်းတင်ပေးရမယ်ပြုစုပြုထောင်ပေးရမယ်ဟောအပင်ကြီးလာပြီဆိုမှ အဲ့ဒါငါးသစ်ပင်ငါးသစ်ပင်ဆိုပြီးတော့ဖုံးလို့လူတာလေအဖုံးဖုံးကိုတွေ့ကိုတွေ့မြင်ဘူးတယ်သစ်ပင်တစ်ပင်ကဟိုဘက်အိမ်ဒီဘက်အိမ်ခြံစည်းရိုးနှစ်ခုကြားမှာပေါက်နေတာဟောသေးသေးလေးတုန်းကတော့ရေလောင်းရကောင်းမှမသိဘူးပြုစုပြုထောင်းရကောင်းမှမသိဟောသစ်ပင်ကြီးကကြီးလဲကြီးလာရောရောင်းစားလို့ရတဲ့အနေထားလဲရောက်လာရောသူ့ပိုင်းပါတယ်ငါအပိုင်းပါတယ်ဆိုရန်နေဖြစ်ကြတယ်ဗျာရန်နေဖြစ်ကြတယ် ခုလဲအန်ယူကြီးလဲဘာတူးလဲဖုံဖုံတို့2021ထဲကပြောလာတာဒီပါဇက်ကြီးပြောလာတာเนาะဖုံဖုံပြိတ္တတွေဆိုအကုန်သိတယ်တိုင်းရင်းသားတွေ ਨੇ ပူပေါင်းပါဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေတွေရေးပါတိုင်းရင်းသားတွေ ਨੇ တပ်ပေါင်းစုမာမိတ်တွေဖွဲ့ပါဆိုပြီးတော့ဖုံဖုံတို့အိုးနှစ်ဆတဲ့ကပြောလာခဲ့တာ